လောကမှာအလွန်အလွန်ရုပ်ဆုအကြီးတန်ပြီးတော့ယွန်းစရာကောင်းလာတဲ့တရားဝတ္ထုကိုမေးမြင်နေဆိုလို့ရှိရင်အစမထင်တန်တရားမှာငါလဲဒီဘဝမျိုး ရောက်ခဲ့လာပြီလို့စဉ်းစားလိုက်ပါလို့သူပြောတာနော်ဒီလိုဒုက္ခမျိုးမှာလဲခံစားခဲ့ရတယ်လို့အေးလောကမှာအခြေအနေဘလောက်ဆိုးတဲ့ပုံကိုပဲတွေ့တွေ့ဒီလိုအခြေအနေဆိုးတဲ့ပုံကိုတွေ့ ငါတို့လည်းပဲဒီလိုအဖြစ်ဆုံးမျိုးနဲ့ကြုံခဲ့ရပြီလို့စိတ်ထဲမှာနှလုံးသွင်းလိုက်ပါလို့ဒါပဝန်းကျင်ကိုရှုတတ်မြင်တတ်ဖို့သင်ကြားခြင်းပဲဖြစ်တယ်ပေါ့ဖះလောင်းဖြစ်လာတော့လေကြည့်လေပဝန်းကျင်ကိုရှုတတ်မြင်တတ်တယ်ဖះလောင်းဟာဘဝမှာသူကိုယ်တိုင်ရှုမြင်တတ်လာပုံလေးကိုကြည့်သူ့ကိုယ်သူတည်သူနာ ယဟန်လို့ဆိုရက်နမိတ်ကြီးလေးပါဗုဒ္ဓဘာသာကြည့်မယ်ဆိုရင်ဘုရားလောင်းတော်ဟာဥယျင်ထွက်တဲ့အခါသူ့အိုကိုမြင်လိုက်တော့ထိုသူ့အိုမျိုးကိုတမန်အဖိုးကြီးတယောက်အဖွားကြီးတယောက်မြင်တယ်လို့စိတ်ထဲမှာမရှိပဲနဲ့ငါလည်းပဲဒီနေ့ကိုအိုရအောင်မှာပဲဆိုတဲ့အတွေ့အသူကောင်းထဲမှာရှိသွားအဲ့ဒါအလွန်တမိုးရှိတဲ့အတွေ့တစ်ခုလူတိုင်းဟာ ဒီအတွေ့တွေးမိသလားဆိုမတွေးမိဘူးနော်တမန်ဝင်မြင်တဲ့သဘောလောက်ပဲမှတ်တာလူနာတွေးလို့ရှင်လည်းပဲငါလည်းဒီနေ့နာရအောင်ပါပဲနာခြင်းသဘောကိုမလုံမြောက်နိုင်သေးဘူးလို့စဉ်းစားလိုက်ပါဘုရားလောင်းကအဲ့ဒါလို့စဉ်းစားတယ်လူတွေနဲ့တွေးတဲ့အခါကျတော့လေအော်ငါလည်းပဲဒီနေ့သေရအောင်ပါပဲသေခြင်းတရားကိုငါလည်းမလုံမြောက်သေးဘူးလို့ဒီလိုစဉ်းစားမိပေါ့ ယဟန်နဲ့တွေ့တဲ့အခါကျတော့အော်ဒီလိုဘဝမျိုးဟာငြိမ်းချမ်းပြီးတော့မြင့်မြတ်တဲ့အချင်းရှိတယ်ဆိုတဲ့အတွေ့နဲ့သူကိုယ်တိုင်ဒီဘဝကိုခံယူဖို့စိတ်ဝင်စားခဲ့မှုဖြစ်လာပဲဒါပဝန်းကျင်ကိုမြင်တတ်တာကိုပြောတာနော်တခါမြတ်စွာဘုရားဒေဝတုတ္တသုတ်တံမှာဟောထားခဲ့တာလေဒီပုံစံပဲအလုံးကိုရှုမြင်တတ်ဖို့